အလုံးမဲ့မင်္ဂလာပါဒီနေ့ April 6ရက်နေ့မှာတော့ကျွန်တော်တို့မင်းပင်ကော့ကရိတ်မျိုးနေမှာရှိတဲ့ဂျုံတို့မျိုးမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့နွားချံကုန်းအဲ့ဒီမှာစက္ကစက္ကလက်နက်ကြီးနဲ့နေပြီးတော့6ရှောင်းရဲ့စခန်းကိုပြည့်တယ်ပြီးလို့ရှိရင်တော့6ရှောင်းပို့အတွက်သူတို့ပြင်ဆင်နေတဲ့ကားကိုထိတယ်ထိတဲ့အခါကျတော့အဲ့ဒီမှာပြည်သူအယောက်ပေါင်း10ယောက်ကနေပြီးတော့ဒီဆုံးရတယ်ဆိုတဲ့ဟာကိုလေဒီနေ့တွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့မန္တလေး26လမ်း80နဲ့80တလမ်းတောင်းမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့သုံးထပ်တိုက်ရှိတယ်အဲ့ဒါက Fine Store ဖြစ်တယ် ဒီအကြံအချက်နဲ့မှာပဲအဲ့ဒီမှာမိုးတယ်အများကြီးရွာတယ်နော်ရွာတဲ့ခါကျတော့အဲ့ဒီမှာငကိုကလေးကစောင်းနေပြီနော်အဲ့ဒီအဆောက်ကကျွန်တော်တို့ဗီဒီယိုတွေလည်းကျွန်တော်တို့တွေးလိမ့်မယ်ထင်တယ်နော်ဒီတတိယမီဒီယာတွေမှာလည်းဖော်ပြထားတာတွေ့ရတယ်ကျွန်တော်တို့လူမှုကွန်ရက်ပေါ်မှာလည်းတော်တော်ပြတ်နေဒီဗီဒီယိုဖိုင်လေးတစ်ခုဖြစ်တယ်ဆိုတော့အဲ့ဒီ အဆောက်အဦဆိုလို့ရှိရင်သုံးဖက်အဆောက်အဦဆိုလို့ရှိရင်ကိုကလေးကကိုင်းနေတယ်ပြန်ပြီးတော့မိုးပြားတဲ့ခါကျတော့အဲ့ဒီမှာကျွန်တော်တို့ပြုတ်ချသွားတယ်ဆိုတဲ့ဟာကိုလည်းတွေ့ရတယ်နော်ကိုကလမ်းလို့လက်တီလိုပဲနော်အရင်တော့ကတော့ကျွန်တော်တို့အထက်မှာခေါင်းပြီးတော့နေတဲ့ခါကျတော့အခုမိုးရွာတဲ့ခါကျတော့အဲ့ဒီမြေတွေကကတော့အနေကျပြီးတော့ပြန်ပြီးတော့အဲ့ဒီမှာပြုတ်ချတဲ့လမ်းတွေကလည်းတော်တော်ပြုတ်ချတယ်အဆောက်အဦတွေကလည်းကျွန်တော်တို့လေးလုံးနေပါဖြစ်တဲ့အဆောက်အဦတွေဆိုလို့ရှိရင်အခုပြုတ်ချသွားတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့သတင်းမီဒီယာမှာတပ်ပုံတွေနဲ့တွေ့ရမှာဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့ထိုင်းမှာဆိုလို့ရှိရင်နော်မတ်လ28ရက်နေ့မှာလှုပ်တဲ့မင်းကလေး ။နောက်မြန်ကလေးမှာဆိုလို့ရှိရင်တော့အဲ့ဒီမှာလူတွေတော်တော်သေးတယ်။ဒီမှာမြန်မာလူထုတွေလည်းအများကြီးပါတယ်။အဲ့ဒါဆိုလို့ရှိရင်တော့အထက်30နော်အထက်30တိုက်ကပြိုကျသွားတယ်။အဲ့ဒီအဆောက်အဦကနေပြီးတော့နော်ပြည်နေစင်းစစ်ယုံဖြစ်တယ်။နော်ဒီမှာပြိုကျတဲ့ခါကျတော့အဲ့ဒီမှာမြန်မာဘက်ကလူတွေလည်းအများကြီးပါတယ်လို့ဖိုင်းဖက်ကလူတွေလည်းပါတယ်။ဆိုတော့အဲ့ဒီမှာတရောက်ကိုဘက်ငွေတသိန်းနော်ပထမအသုတ်အနေနဲ့ပေးတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရတယ်။ဆိုတော့အဲ့ဒီမှာသေးတဲ့လူတွေကတော့ကျွန်တော်တို့တန်ဖိုးတွေရကြတယ်မြန်မာနိုင်ငံမှာတော့သေးတဲ့လူတွေတရောက်မှမရဘူး။ဆိုတော့တကြေပြည့်စုံမှုတွေရှိတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်။နောက်တစ်ခုက ကဘင်္ဂလားဒေ့ရှ်နော်ဘင်္ဂလားဒေ့ရှ်ကလူတွေကဒီမြန်မာနိုင်ငံဖက်မှာဆိုလို့ရှိရင်ငါတို့ခိုးဖမ်းတယ်ဆိုတော့အဲ့ဒါကိုနေပြီးတော့ AA ကနေပြီးတော့ဖမ်းဆီးတယ်အဲ့ဒီမှာငါဖမ်းသမား95ယောက်ကိုနေပြီးတော့ဘင်္ဂလားဒေ့ရှ်ရဲ့ nature song တပ်ကိုနေပြီးတော့ပြန်ပြီးတော့လွှဲပြောင်းပေးတယ်ဆိုတဲ့ဟာကိုလည်းတွေ့ရတယ်နောက်ဖြစ်မှာဆိုလို့ရှိရင်နော်တိုက်ပွဲတွေအကြီးကြီးဖြစ်နေတယ်ကြောက်ဖြူမျိုးရဲ့အပြင်ဖက်မှာဆိုလို့ရှိရင်အမှန်နော်32နော်အဲ့ဒီမှာရေရေတိုင်းရင်ရှိတယ်အဲ့ဒီကိုနေပြီးတော့ဒီဖက်ကနေပြီးတော့ဝင်ပြီးတော့တိုက်တဲ့ခါကျတော့အဲ့ဒီဖက်ကလူတွေတော်တော်ကို နော်ဒီမှာလက်နဲ့ချတဲ့အညက်ခံတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရတယ်ဒါပေမဲ့အလားကဒီကြောက်ဖြူမျိုးရဲ့အပြင်ဖက်မှာရှိတဲ့အမှတ်32ဟောရေတိုင်းရင်ဖြစ်တယ်နော်ရေတိုင်းရင်ဖြစ်တဲ့အဲ့ဒီမှာကျွန်တော်တို့တော်တော်ကိုလက်နဲ့ချတဲ့လူတွေတော်တော်ရှိတယ်မာလာကဘုံတော်တော်ကျဲတယ်အဲ့ဒီမှာလျင်ပြင်းနဲ့ကျဲတယ်နေဗီကလည်းလည်း ကျွန်တော်တို့ပြစ်တယ်ပြီးလို့ရှိရင်တော့ဒုံးနဲ့လဲအပကုံအဲ့ဒီမှာပြစ်ပြီးတော့ခုခံတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့အဲ့ဒီစခန်းကိုတော့ကျွန်တော်တို့တော်တော်ဝင်ဆောင်လိုက်ပြီးတော်တော်ကိုအဲ့ဒီဖက်ကလူတွေလက်နဲ့ချတယ်အညံ့ခံတယ်ဆိုတဲ့ဟာကဒါတိပြရတော့အဲ့ဒီစခန်းကျသွားပြီနော်ဆိုတော့နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီအလားဟာဆိုလို့ရှိရင် time မှာသွားမယ် ဆိုတော့အဲ့ဒီမှာမလေးရှားဝန်ကြီးချုပ်အဲ့ဒါကဥက္ထအာဆီယံဥက္ထအထက်ကျဥက္ထနေနဲ့အဲ့ဒီမှာဒီအာဆီယံရဲ့ထိပ်ပိုင်ကောင်းဆောင်တွေနဲ့ April 16ရက်နေ့တွေ့မယ်ဆိုတော့ဒီတွေ့ဆုံမှုကိုကန့်ကွက်တဲ့အဖွဲ့တွေကတော့ UNG တို့ KNU တို့ ABSDF တို့ KNPP တို့စသဖြင့်ဒီလိုတော်လည်ရဲ့အင်အားစုတွေကနေပြီးတော့သူကိုစန့်ကျင်ကြတယ်ကျွန်တော်အမြင်မှာတော့ဘလောက်ပဲစန့်ကျင်စန့်ကျင်အာဆီယံကကောင်းဆောင်တွေဆိုလို့ရှိရင်ဒီဖက်လူတွေကိုနားထောင်မှာမဟုတ်ဘူးဒီလိုထုတ်ရရဲ့ နော်တောင်းဆိုမှုတွေကိုလည်းလက်လို့ရှုထားမှာပဲဘာဖြစ်လဲဆိုတော့တရုတ်အားကတော်တော်လွှမ်းမိုးတဲ့ခါကျတော့တရုတ်ကပြည်သူလူထုဘလောက်ပဲနေနာဘလောက်ပဲသိသိမာလာဖက်မှာ ကောင်းကောင်းမွန်မွန်ယက်တီထားတယ်ဘာဖြစ်လို့ယက်တီလဲဆိုလို့ရှိရင်သူ့ရဲ့အကျိုးအမြတ်တွေကတရုတ်ကဒီမအလာခေတ်မှာတော်တော်ကိုရရှိနေတယ်เนาะတရုတ်ရဲ့လုံခြုံရေး company ဆိုတာမြန်မာနိုင်ငံမှာဝင်လာတယ်ဒီပြရတော့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်စိတ်ဒေတာအပြင်သူ့ရဲ့စစ်သားတွေကိုထိထားပြသားဖြစ်တယ်ဆိုတော့ဒီဖက်မှာကျွန်တော်တို့ MNDA တို့ TNLA တို့ဆိုတာလဲကျွန်တော်တို့တိတ်မထူလာဘူးเนาะမထူလာဘူးသူ missing ပြတယ်တိုက်တယ်အစ်ဒီပြရတော့ကျွန်တော်တို့ဒီတရုတ်ရဲ့เนาะရုပ်သေးရုပ်လို့ကျွန်တော်တို့ဆွဲတဲ့ဟာတိုင်းမြန်မာပြည်ကလူတွေကတော့ကနေရတယ်မအလာလေးကနေရတာပဲเนาะအဲ့ဒီမှာတိုက်ခိုက်တာတရုတ်တိုက်ခိုက်လို့အခု DNL နဲ့ MND ရဲ့တို့ကနေပြီးတော့ နော်တိုက်တာဖြစ်တယ်အဲ့ဒါကိုစိတ်ဆိုးတဲ့ခါကျတော့ normal အလကိုစိတ်ဖြစ်အောင်လုပ်ပြလိုက်တယ်လုပ်ပြလိုက်တယ်ပြန်ပြီးတော့ဆိုးလိုက်ဒါပေမဲ့နေမယ့်အများစုတော့ MDA နဲ့ TNL လေးနဲ့တိုက်ပိုက်ထားတာဖြစ်တယ်ဆိုတော့အခု last show ကိုနေပြီးတော့သူဆုတ်ဖို့အတွက်နော် PR ပေးနေတယ်ဘာဖြစ်လို့ဆိုတော့သူတိုက်ပြီးတော့တိုက်ပြီးကုန်သွားပြီနော်အဲ့ဒါကိုမအလလည်းကြိုက်တာတော့မဟုတ်ဘူးဒါပေမဲ့သူ့ကိုလုံးဝလုံဆန်လို့မရဘူးဘာဖြစ်ဆိုတော့မြန်မာနိုင်ငံမှာနက်နက်ရှိုင်းရှိုင်းသူ့ရဲ့ company တွေသူ့ရဲ့လုံခြုံရေးတွေနော်အခု MDA တို့ TNL တို့တရုတ်ရဲ့ဩဇာခံတွေအများကြီးအများကြီးနော်အဲ့ဒီမှာနေနေကိုတိုက်ပိုက်မယ်ဆိုလို့ရှိရင်နော်တိုက်ပြီးရဲ့ နော်တဝက်လောက်ကိုသူတင်ထားပြီနော်တင်ထားပြီအဲ့ဒီမှာသူရဲ့လူတွေအများကြီးရှိတဲ့ခါကျတော့နော်မအလောက်ကိုအဲ့လိုမျိုးအချို့သွေးလိုက်တယ်နော်ချို့သွေးလိုက်တယ်အခုအဲ့ဒီမှာကျွန်တော်တို့အာဆီယံတိုင်ဝမ်ကတရုတ်ရဲ့စကားကိုနားထောင်တဲ့ခါကျတော့အဲ့ဒီမှာဆစ်ရှဲရဲ့နေတွေ့မှာဖြစ်တယ်တကဘလောက်ပဲကန်ကွက်ကန်ကွက်သူတို့ကမှုမှာမဟုတ်ဘူးတရုတ်စကားဝယ်သူတို့နားထောင်မှာဖြစ်တယ်ဆိုတော့သူတို့ဆစ်ရှဲရဲ့နေတွေ့မှာဖြစ်တယ်ဆိုတော့ဒီနေ့နှစ်သိက္ကူမှာလည်းမအလောက်ကနေပြီးတော့လူကိုလွှတ်တယ်ဘပလစ်ဆိုတော့ဆစ်ရှဲရဲ့နေမှာသူတို့တွေ့မယ်အာဆီယံရဲ့ခေါင်းဆောင်တွေကိုနေပြီးတော့မျက်နှာရအောင်ဆိုပြီးတော့ ကျွန်တော်တို့လှုပ်ဖို့ဖြစ်တယ်နော်ကာတိုက်ကတော့လည်းကျွန်တော်တို့နှစ်တစ်တွေမှာလှုပ်လေလှုပ်ထားရှိတဲ့ခါကျတော့တိုက်ဆိုင်မှုတွေလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့လူတွေအများစုခံမှန်းတာကတော့ကျွန်တော်တို့ဒီထန်းတိလက်ကျွေဆိုင်ကြီးလင်းနာခိုက်ဆိုသလိုနော် ASEAN ရဲ့ကောက်ဆောင်တွေနဲ့လည်းသူသွားတွေ့ဖို့ရှိတယ်ပြီးလို့ရှိရင်တော့ဒီကအကျဉ်းသားတွေကိုလို့လှုပ်မဲ့အချိန်နဲ့တိုက်ဆိုင်နေတယ်နော်နှစ်တစ်မှာဆိုလို့ရှိရင်မြန်မာနှစ်တစ်မှာသူတို့လူကြီးချမ်းသာခွေးနဲ့လူတွေတော်တော်များများလွတ်လာတယ်၄၈၉၀နဲ့၃ယောက်လွတ်လာတယ်အဲ့ဒီမှာနိုင်ငံရဲ့အကျဉ်းသားက เนาะ7 3ရောက်ပါတယ်ဆိုတဲ့ဟာကိုဒီနေ့သတင်းမီဒီယာတွေမှာတွေ့ရတယ်နောက်တစ်ခုကစကိုင်းတိုင်းအရာတော်နေမှာဆိုလို့ရှိရင်တော့ဒီတောင်ပိုင်းခြေရော်နေမှာအဲ့ဒီရွာနေရွာနေမှာအဲ့ဒီမအလာကဘုံခြေရဲခြေတဲ့ခါကျတော့ပြည်သူစေဦးထမင်းနေသေးဆုံးနေဆိုတဲ့ဟာကိုလည်းတွေ့ရတယ်နောက်တစ်ခုကစကိုင်းတိုင်းကလေးမြို့တောင်ပိုင်းမှာဆိုလို့ရှိရင်ဖြူစော့တီစကိုင်းရဲမအလာရဲ့စကိုင်းရဲနော်စသည်ဖြင့်ဒီစခန်း၅ခုကိုနေပြီးတော့ဒီဖက်ကဒီ CDF တို့ CNA တို့စသည်ဖြင့်နော်ဒီအဖွဲ့တွေကနေပြီးတော့တင်ပိုက်လိုက်တယ်နော်စခန်း၅ခုကိုတင်တယ်လှကြတယ်နော်အဲ့ဒီမှာဆိုလို့ရှိရင်တော့ဂျပန်ပါနေရဲ့ မန်တော့ရဲ့အောင်သားရအရှိအနောက်ရဲ့ဘူဆော့တီစခန်းတွေရဲ့နော်စသဖြင့်ဒီစခန်းတွေကိုနေပြီးတော့ဒီ CDF dose and A တို့ကနေပြီးတော့အဒီမှာသင်ပိုက်တာဖြစ်တယ်သင်ပိုက်တဲ့ခါကျတော့သူတို့ကတိတဲ့အတိုင်းပဲကျွန်တော်တို့ပုံအချိန်ပုံထောင်းနှင်းချီပြီးတော့အဒီမှာကျဲချတယ်အဒီပြည်သူလူထုဟာဆိုလို့ရှိရင်15ရောက် ေတယ်ဆိုတဲ့ဟာကိုလေဒီနေ့တတိမီဒီယာမှာတွေ့ရတဲ့အယောက်ပေါင်း၄၀ကတော့တရားရရှိတဲ့ဆိုတဲ့ဟာကိုတွေ့ရမှာဖြစ်တယ်။နောက်တစ်ခုကဒီမြန်မာနိုင်ငံမှာငလျင်ကြောင့်ဖေးတဲ့လူကဆိုလို့ရှိရင်3920နဲ့ခုနဦးရှိပြီအဲ့ဒီမှာကျွန်တော်တို့တန်ရာရရှိတဲ့လူကတော့9106ဦးဖြစ်တယ်ဆိုတော့အဲ့ဒီမှာပျောက်ဆုံးတဲ့လူကတော့129ဦးတော့ပျောက်ဆုံးနေစေပဲဆိုတဲ့ဟာကိုလည်းတွေ့ရမှာဖြစ်တယ်နောက်တစ်ခုက last show ကနေပြီးတော့ MNDR ဆိုလို့ရှိရင်ဆုတ်နေပြီเนาะဆုတ်နေပြီအခုဆုတ်နေပြီ April 27ရက်နေ့အပြီးဆုတ်ရမယ်เนาะဆုတ်ရမယ်အခုကနေပြီးတော့တက်တော်တော်များများဆုတ်နေပြီ last show မှာဆိုလို့ရှိရင်တော့7ရက်ွက်ရှိ ှိတယ်အဲ့ဒီဆဲနေရက်ကွက်ကိုကျွန်တော်တို့မအလတ်ကိုပြန်ပေးရတယ်ဒါပေမဲ့အပြင်ကအားတွေအကုန်လုံးကတော့ MND ရဲ့ဆက်လက်ထိန်းချုပ်ဖို့ရှိတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့ဒေးမီဒီယာတွေမှာဖော်ပြထားတယ်ကျွန်တော်လည်း တက်ဆက်ပြီးသားဖြစ်တယ်ဆိုတော့အခုဟာဆိုလို့ရှိရင်တော့ဒီရက်ွက်2เนาะရက်ွက်2တို့ရက်ွက်4เนาะအဲ့ဒီမှာဆိုလို့ရှိရင်တော့သူတို့ကနေပြီးတော့အဲ့ဒီမှာပိတ်သိမ်းနေပြီเนาะပိတ်သိမ်းနေပြီကြံတဲ့ဒီ6 9เนาะအဲ့ဒါတွေကတော့ကျွန်တော်တို့ဒီ Brella 6 9ရနေနေပြီးတော့6 share နေမှာဆိုလို့ရှိရင်အပြီးတိုင်းသူတို့ရုပ်သိမ်းသွားမယ်တချို့ဟာတွေကတော့သူတို့မပိတ်သိမ်းဘူးเนาะမပိတ်သိမ်းဘူးအဲ့ဒါကဘာဖြစ်လဲဆိုတော့အဲ့ဒီမှာသူတို့ရော်ကြီးတွေပေးစရာရှိသေးတယ်เนาะအဲ့ဒီမှာဒီ last show ကိုဝင်သိမ်းတဲ့ခါကျတော့ဒီမှာပျက်စီးမှုတွေအများကြီးရှိတယ်အဲ့ဒီမှာသိမ်းပေါင်း90သူတို့ကပေးတယ်ပြန်လေထူထောင်ဖို့အတွက်သိမ်းပေါင်း90 ကိုပြန်ပေးတယ်။နောက်အဲ့ဒီရောဂျေးတွေကိုနောက်ပေးဖို့ရှိတဲ့အတွက်ကြောင့်အဲ့ဒီရက်ွက်အုတ်ချုံရည်မှုယုံတွေမှာဆိုလို့ရှိရင်တော့တချို့ဟာတွေကပိတ်သိမ်းပြီးတချို့ဟာတွေကမပေးရသေးဘူး။မပိတ်တဲ့ဟာတွေကတော့ကျွန်တော်တို့ဒီရောဂျေးတွေပေးမယ့်ကိစ္စတွေရှိတယ်။အဲ့ဒါကြောင့်သူတို့မပိတ်တာဖြစ်တဲ့ဆိုတဲ့ဟာကိုလည်းဒီနေ့တွေ့ရတယ်။နောက်တစ်ခုကကျွန်တော်တို့မကွေးတိုင်ပေါက်မျိုးတွေမှာဆိုလို့ရှိရင်တော့ပါရာမော်တာနဲ့အဲ့ဒီမှာနစီးနဲ့ပြည့်တယ်ပြည့်တဲ့ခါကျတော့ဒီဖက်ကတော်လည်းရောက်ခွေတွေကလည်းနော်အဲ့ဒီတပါရာမော်တာနဲ့ဒီပြစ်ခတ်တဲ့ဒီစကားစကားနေပြီးတော့ပြန်ပြီးတော့ပြစ်တယ်။အဲ့ဒီမှာဆိုလို့ရှိရင်တော့တူဦးကပေါင်းလို့ထိပြီးတော့နောက်ထိခိုက်တယ်ရရှိတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်။နစီးမှာတစီးထိတာပေါ့နော်။ က်တစ်စီကတော့လွတ်သွားတယ်ဆိုတဲ့ဟာတော့ကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကဆက်ခဆဟာဆိုလို့ရှိရင် April တလတွင်မှာเนาะဘုံချေတာเนาะဘုံချေတာဆိုလို့ရှိရင်အဲ့ဒီမှာဆိုလို့ရှိရင်เนาะအမျိုးသမီးအယောက်ပေါင်60နဲ့6ယောက်ဟာဆိုလို့ရှိရင်เนาะတည်ဆုံးသွားတယ်ဆိုတဲ့ဟာကိုလေဒီနေ့တတိယမီဒီယာတွေမှာတွေ့ရမှာဖြစ်တယ်ဆိုတော့ဒီနေ့ April 16ရက်နေ့မှာတတိယမီဒီယာတွေမှာပေါ်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်က Subscribe ကိုနေခေါင်းကိုနေပေးချပါပဲကျွန်တော်ဒီ